အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖျက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အလူတစ်ခုပြုတ်လုတဲ့အခါမှာရေစက်ချတဲ့ခွက်ပါမှာအထမြောက်တာလားမမြောက်တာလားဆိုတဲ့အကြောင်းအရာလေးကိုဘဝတုဒ္ဒရာဝယ်တင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါရရှင် ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးရေဆက်ချတဲ့အခါမှာရေဆက်ခွက်ကိုကိုကိုယ်တိုင်ကင်ပြီးရေဆက်ချမှသာလေအဲ့ဒီရေဆက်ချတာအထမြောက်တာလားဒါမှမဟုတ်ဆရာတော်ဖေဟာရေဆက်ချမယ်ပြောတဲ့အခါမှာရေဆက်ခွက်တော့မရှိဘူးအာယုံပြုတ်ပြီးတော့ဆရာတော်စုခိုင်းတာကိုလိုက်ဆိုရင်ရောရေဆက်ချအထမြောက်ပါသလားဖေဟာတဲ့ဒီရေဆက်ချတဲ့ကိစ္စကတရားပွဲတိုင်းမှာပြောရတဲ့ပြဿနာပဲတဲ့ဘာလို့လဲဆိုတော့အလူဒါနတစ်ခုမှာတကာကြီးယူတကာမကြီးတို့အပိုင်း၃ပိုင်းခွဲလိုက်ပါတဲ့နံပါတ်၁ရေဆက်ချတယ်ဆို ိုတာဘာလို့တာလဲလို့ဒီမေးခွန်းပြန်မေးရမှတချို့ကရေစက်ချလိုက်မှဒါနမြောက်တယ်ကုသူရတယ်ထင်နေတာအခုဒီယူရီးယားမှာရှိတဲ့မြန်မာလူမျိုးတော်တော်များများလဲအဲ့ဒီလိုထင်တာဦးစင်သတိထားမိတာရှိတယ်တဲ့လူတိုင်းလူတိုင်းမှာရေဘူးလေးတွေယူလာကြတယ်ဘာလို့ဖို့လဲပြီးတော့ရေစက်ချဖို့မချလိုက်ရရင်ကုသူမရမှာစိုးလို့စွန်ချဲပေးကန်းတာကိုဒါနလို့ခေါ်တယ်ရေစက်ချတာကိုဒါနလို့ခေါ်တာမဟုတ်ပါဘူးတဲ့အဲ့ဒီတော့ကိုယ်စိတ်ထဲမှာစွန့်လွတ်လူတန်းလိုက်ပြီးဆိုဒါနဖြစ်သွားပြီးကုသူရသွားပြီး ြီးရေစက်ချမှကုတူရတာမဟုတ်ပါဘူးတဲ့နံပါတ်၁ချက်ပါနောက်တစ်ခုကအမျှဝေတာအမျှမဝေရင်လဲကုတူကရပြီးသားအမျှဝေတာကြတော့ကိုရထားတဲ့ကုတူကိုကိုလိုမျိုးသူများတွေရစားပါစီဆိုပြီးတော့မျှဝေပေးတာ ုကုသူကိုသူများကိုရားစီခြင်းနဲ့စေတနာကြောင့်ပတိဒါနကုသူဆိုပြီးတော့ကုသူတမျိုးထပ်တိုးတယ်ခုနကမကျွတ်မလွတ်တဲ့ပုံပေါ်ရရှိလဲကိုအမြဝေတဲ့ကုသူကိုတာလူခေါ်နိုင်ခဲ့ရင်သူတို့လည်းကောင်းရာသူဂတိရောက်သွားနိုင်တယ်ဒါအမြဝေတဲ့အလို့ဒါနဖြစ်တာကတသက် အမြဝေတာကတသက်နှစ်ပိုင်းခွဲလိုက်တဲ့အဲ့ဒီမှာရေဆက်ချတဲ့ကဏ္ဍကဘယ်ရောက်သွားလဲမေးရင်အဲ့ဒါကရင်ကျေးမှုပါပဲတဲ့အမြဝေဖို့အတွက်လည်းရေဆက်ခွက်မလိုဘူးဒါနလုပ်ဖို့အတွက်လည်းရေဆက်ခွက်မလိုဘူးရေဆက်ခွက်ကရိုးရာဓလေ့ တစ်ခုသာဖြစ်ပါတယ်တဲ့အဲ့ဒီတော့ရေစက်ခွက်မပါလဲဖြစ်တယ်ပါလဲဖြစ်တယ်ပါတဲ့ပုံကိုလည်းအပြစ်မပြောနဲ့မပါတဲ့ပုံကိုလည်းကုသိုလ်မရဘူးပြောစရာမလိုပါဘူးတဲ့အဲ့ဒီတော့ဘုသူတအနေနဲ့ထပ်ပြောရရင်ရေစက်ခွက်ဟာဘလူရိုးရတလေလေဗုဒ္ဓဘာသာတလေမဟုတ်ဘူးဝေတနယာမင်းကြီးဖျားလောင်းဘုရားမှာကလေးကစင်ဖြူတော်တို့ဘာလို့လှူတဲ့အခါမှာလဲရေစက်ချတာရှိတယ်အလူမြောက်ဖို့အတွက်မဟုတ်ဘူးတလေတစ်ခုအနေနဲ့လည်းမြတ်စွာဘုရားလည်းကြောင်းတွေပါရီအလူခံတဲ့အခါရေစက်ချတာပါတယ်တဲ့ရေစက် က်ချတဲ့ပုံကိုအဖြစ်ပြောလို့မရဘူး။ဖះကိုယ်တိုင်ရည်စက်ချတာရှိပါတယ်တဲ့။အဲ့ဒီတော့ဒီဥစ္စာကဒလေးတစ်ခုအနေနဲ့သာဖြစ်တယ်။ကျန်းကန်တွေမှာဘာကြောင့်လုံးတလဲမပါပါဘူးတဲ့။ဦးစင်းတို့တောင်မြို့မဟာကန်းနိုင်ုံဆရာတော်ကြီးကသူ့အမြင်လေးပြောပြတယ်။ရည်စက်ချတာဖြစ်နိုင်ရည်ရှိတာကဒီရည်ဒီစင်ကြယ်တယ်လို့ပေါ့နော်တဲ့။အလူရှင်ရဲ့စိတ်ဟာလည်းစင်ကြယ်ရလို့ပြောချင်တာရည်ဒီညစ်ကတ်ချင်းတွေ့တာချင်းမရှိဘူး။လက်ဖွားပေါ်လောင်းချလိုက်ရင်လည်းရှော့ကြသွားတယ်။အဲ့ဒီအတိုင်းပဲအလူရှင်ရဲ့စိတ်ဟာလည်းပဲဒီပစ္စည်းဝ ုးထုတ်တွေအပေါ်မှာညှိကပ်မှုမရှိဘူးရေဒီညှိကပ်မှုမရှိတယ်လို့အလူရှင်ရဲ့စိတ်ဟာလည်းပြတ်သားတယ်တင်ကေတာပြုတဲ့သဘောပါပဲတဲ့ဆရာတော်အရှင်ဘုရားလင်္ကာယမဟာဝိရာရာကျောင်းတိုက်ထိုင်းနိုင်ငံတွင်ကျင်းပသောတရားမေးဖြင့်ကဏ္ဍမှအခုယူပူဇော်ပါသည်တဲ့။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit pay operation နားဆင်ပေးခဲ့ကြတဲ့ပိတကြီးအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာတော့ ပရိသတ်များနားဆင်ကြရတဲ့အကြောင်းကတော့ရေးဆက်ချတာနဲ့ပတ်သက်ပြီးတော့တိမတ်ဆရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဗဒာကြီးဆိုင်ရာအသိပညာဘုဒ္ဓအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လည်းစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အကြောင်းအရာတွေဒီတိုင်းမှာသိနိုင်အောင်လို့လည်း notify bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါဦးရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းဗဒာကြီးဆိုင်ရာအသိပညာဘုဒ္ဓများတိုးပွားကြပြီးတော့နေ့ ံကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။